ဒီပဲရင်နိုင်ငံတော်လောက်ကျန်တက်ဖြတ်ညှို့ကြီးမှာကျွန်တော်မြို့သားကောင်းဆောင်တွေရိုက်ခံရတယ်ဆိုတဲ့တရင်ဝင်လာတဲ့ညာတွင်ချင်းမှာပဲဒီမှာမှာရှိတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေဒီနောက်တော့အခွန်ရုံးရှေ့ကိုချက်ချင်းရောက်ရှိတာပါလုပ်တွေလက်တွေကိုဖွင့်ပြပြီးတော့ကျွန်တော်ချက်ချင်းဒီရှေ့ကိုရောက်လာပါညာတွင်ချင်းမှာပဲဒီနောက်တော့အခွန်ရုံးရှေ့မှာရောက်ရှောက်ကျွန်တော်တို့ခေါင်းဆောင်တွေပြန်လှုပ်ပေးဖို့ မှုမှန်ကိုပေါ်ထုတ်ပေးဖို့ရှင်းလင်းပေးဖို့တောင်းယူပေးဖို့ကျွန်တော်ဆန့်ကျင်တဲ့ဆန္ဒပြပွဲကိုအထောက်နဲ့၃ခုနဲ့၅လပိုင်းမိလ30ရက်ညကလေးကစပြီးတော့ညာတွင်းချင်းမာတွေကစပြီးတော့ကျွန်တော်ဒီမိုကရေစီအင်အားစုတွေဒီနားဖာကွန်ရုံးရှင်းမှာလုပ်ခဲ့ပါတယ်နောက်တစ်ရက်မှာလည်းကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေဆုံးဖြတ်ပြီးတော့အားလုံးနားဖာကွန်ရုံးရှင်းမှာကျွန်တော်တို့အမျိုးသားကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုမလွတ်မပြေးမချင်း ၄င်းစဉ်ရက်ဆက်ဆန္ဒပြပွဲကိုလုပ်သွားမယ်ဆိုပြီးတော့ထုတ်ဖြတ်ပြီးတော့ဒီမဒီမိုကရေစီအဖွဲ့ချုပ်ကဥဆောင်ပြီးတော့၄င်းစဉ်နေ့တိုင်းဒီရှိမှာဆန္ဒပြပွဲကိုလုပ်ခဲ့ပါတယ်ဒီမဒီရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာလှုပ်ရှားမှုစံချိန်တွေနဲ့ကိုက်ပြီးတော့ကျွန်တော်တို့နိုင်ငံကတန်ရုံတွေရွှေ့တာတွေနောက်ဖူတောင်းပွဲတွေလုပ်တာတွေဖူတောင်းသမကရုံရှိတာတွေရှိတာတွေဂျပန်နိုင်ငံသားရဲ့ဝန်ကြီးချုပ်ရွှေ့တာတွေစတဲ့လှုပ်ရှားမှုကောင်းမျိုးစုံကိုဖွဲ့စည်းတည်တည်ရတောင်းဝန်ရှိတဲ့သူတွေကကူပေါင်းပြီးတော့ ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးရဲ့ဥပပေါ်ဝင်ကြိုးပမ်းလှုပ်ဆောင်မှုနဲ့ကျွန်တော်တို့လှောက်ရှားခဲ့ပါတယ်ကျွန်တော်မြို့သားကောင်းဆောင်လူမြောက်ရေးမြို့သားကောင်းဆောင်ပေါ်ဝင်တိုင်းသားကောင်းဆောင်တွေလူမြောက်ရေးကျောင်းသားကောင်းဆောင်လူမြောက်ရေးအဲ့ဒီခေါင်းစဉ်နဲ့လုပ်ခဲ့အဲ့ဒီရွေချင်းနဲ့လုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီနေ့ဒီအချိန်မှာကျွန်တော်ကောင်းဆောင်ပေါ်ဆန်းစုကြည်ပြန်လွတ်လာပေါ်ဆန်းစုကြည်ကိုနားဖတာဘာလို့ပြန်လွတ်ပေးလိုက်လဲဆိုတော့ကျွန်တော်တို့ခံယူချက်က ြည်တွင်းနိုင်ငံရေးအဓိကကျတဲ့ပြည်တွင်းနိုင်ငံရေးတိုင်ပင်တဲ့အတူပြည်ပနိုင်ငံကဖိအားကြောင့်ဖြစ်ပါတယ်ပြည်ပနိုင်ငံတွေကဖိအားလို့ပြောတဲ့နေရာမှာလဲဂျပန်နိုင်ငံမှာရှိနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့နေ့စဉ်ရက်ဆက်ကျွန်တော်မျိုးသားခေါင်းဆောင်ပါဝင်နိုင်ငံရေးကျင်းပမှာလွတ်မြောက်ကြောင်းဆိုပဲဆိုတဲ့ဖိအားကြောင့်လဲကျွန်တော်တို့ခေါင်းဆောင်လွတ်မြောက်လာတယ်ဒါလို့မှညှင်းလို့မရတဲ့သမိုင်းတက်တယ်ကျွန်တော်မျိုးသားခေါင်းဆောင်ပြန်လဲလွတ်မြောက်ဖို့အတွက် နေ့စဉ်ရက်ဆက်ချိန်တွေငွေတွေလူအင်အားတွေကိုကုန်ကြခံပေးဆပ်မှုပေါင်းများစွာနဲ့ကြိုးပမ်းခဲ့ကြတဲ့ကျွန်တော်တို့ရှိကဒီကိုမောင်နှမတွေဒီနေ့လာနိုင်တဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပေါ့ဒီစားပုံယူကြောင်းကျွန်တော်အနေနဲ့ပထမဆုံးပြောကြလိုပါတယ်ခုရဲ့ပြုပြီးတော့လှရှားပေးခဲ့တဲ့တာဝန်ယူခဲ့ပေးခဲ့တဲ့မြန်မာဒီမိုကရေစီဖွဲ့ချုပ်ရဲ့ကိုသားတာဝန်ခံသူဖြစ်တဲ့ဒုတိယဥက္ကဋ္ဌဦးလိုက်ဒီကနေ့စကားလေးကိုပြောကြပေးဖို့ဖြစ်ပါတယ် ဒီမှာရှိတဲ့အင်အားစုတွေနဲ့ရောဒီလိုမျိုးကဒီလိုအခွဲကြုံနေရောရှိတဲ့အင်အားစုတွေပေါင်းပြီးတော့နောက်ကျတူချောင်းမှုတွေဆက်လုပ်သွားပါမယ်။ဒါပေမဲ့ဒီလိုဆက်နေတော့ဒီလိုအစုမလုံမချင်းပြခဲ့တဲ့ဟာကိုဒီနေ့ကဆက်ပြီးဆက်ပြီးခွဲခန္ဓာဖြစ်ပါတယ်။အားလုံးကြောက်ရောက်လာတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကောင်းတော်လေးပြောထားတယ်ဒီကထွက်နေပြီ။ညှိုးကြပါတယ်။ကျွန်တော်တို့ရှေ့ကျောက်ညှိုးကြပါလို့ပြောလို့တို့။အဲဒီပေးဆက်ဖြစ်တဲ့ညကျွန်တော်မဲဆောက်ကဂရင်းရရချင်းပေါ့နော်ကျွန်တော်တကယ်ချင်းဖြစ်တဲ့ဇောဇောရဲ့ကျော်သူဘူးရဲ့ပုံမော်ဆိုတဲ့ ကျွန်တော်လေးယောက်ကပထမဆုံးဒီတန်ရုံးချေကိုရောက်ခဲ့ပါတန်ရုံးကအစဒီဟာတွေမပြင်ဆင်ရသေးပါဘူးပြင်နေတဲ့အချိန်နဲ့တွေ့တဲ့အချိန်မှာဒီနားလောက်မှာတကားတစ်ခုရှိတယ်အဲ့တကားတစ်ခုကိုကျွန်တော်ဒေါသထွက်ထွက်နဲ့စောင့်ကန်လိုက်တဲ့အချိန်မှာအဲ့တကားကပွင့်ထွက်သွားပြီးတော့ကျွန်တော်တို့၃ယောက်ပေါ့အထဲဝင်သွားတယ်ဝင်သွားပြီးတော့ကျွန်တော်တို့ကလည်းရိုက်မယ်သူတို့ကလည်းရိုက်မယ်ပုံစံမျိုးနဲ့ဝင်သွားတော့သူတို့တွေကလို့တော်တော်များတော့ကျွန်တော်တို့ဒီအနောက်ထိတော်တော်လေးပြန်ထွက်ပြေးလာတယ်ဗျအဲ့ဒီပြန်ထွက်ပြေးလာပြီးတော့တန်တော်တန်ရုံးကလူနဲ့ကျွန်တော်ရုံးဝင်းဆန်ကဖြစ်နေတဲ့အချိန်မှာပဲရဲတွေရောက်ရှိလာတယ် ရဲတွေကနေတော့ခွဲပြီးပြီးတော့ကျွန်တော်တို့နောက်ကိုစုပ်ပြီးတော့ဒီနားမှာပဲနေပြီးတော့စုပ်ပြီးတော့ဆန္ဒပြတဲ့ဘောမျိုးနဲ့နေပါဆိုပြီးတော့နေလိုက်တော့ကျွန်တော်ရဲ့လူအားလုံးအပြီးပြီးအိညာ၁၁ယောက်ရောက်လာတယ်ခင်ဗျအဲဒီနေ့ကနေစပြီးတော့တောင်းလျှောက်ဒီနေ့အထိပေါ့အဲဒီစုပ်လွတ်တဲ့နေ့အထိဆန္ဒပြခဲ့တာဆိုတော့ဒီနေ့၆လရှိပြီးသားပြီးရှိခဲ့ပါတယ်ခုလိုနေ့စဉ်နဲ့အမျှဆန္ဒပြပွဲကိုလည်းလာပြီးလာကြတဲ့ရဲဘော်အားလုံးတို့လည်းကျေးဇူးတင်တဲ့ကြောင်းပဲကျွန်တော်ပြောချင်ပါတယ် ကျွန်တော်တို့ကတော့ဆီဒီထောက်ပေါ်ရှိစစ်ရှိခုနေတဲ့ကျွန်တော်တို့ယူတီလေးစားရတဲ့အားလုံးကတော့ဆီဒီခံရတဲ့ဒီအချိန်မှာကျွန်တော်တို့ကအဲ့ဒီအားလုံးအဲ့ဒီရပါတယ်ကျွန်တော်တို့ထုတ်ချောင်းတွေစားခဲ့တိုးတူရဲ့ DVD ကလည်းစက်တိုက်ပဲဒီဂျပန်ရဲ့ထုတ်ချောင်းတွေစက်တိုက်တင်ခဲ့ကျွန်တော်တို့အခုချိန်ချိန်ပါပဲ DVD မှာလည်းဆယ်နှစ်ကျော်လောက်ခဲ့တဲ့အတွင်းမှာလည်းကျွန်တော်ကဒီပမဂျပန်မှာရှိတဲ့ထုတ်ချောင်းတွေဒီဘုမဲ့သူအပိပြေကျွန်တော်တင်ခဲ့ပါတယ်ဆိုတော့ကျွန်တော်လည်းဒီလိုချုပ်ချင်ပါလားအားလုံးလေးစားပါဒီနေ့ ်တန်တက်ပြေမြင်တာအပေါင်းနဲ့ပြည့်စုံပြီးဆိုတော့ရှင်ရကောင်းနေနေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လူလူခေါင်းဆောင်ဒေါ်စန်းစုကြည်လူသားကောင်းဆောင်ဒေါ်စန်းစုကြည်လူသားဒီမိုကရေစီပွဲကျွေးရဲ့ခေါင်းဆောင်ဖြစ်တဲ့ဒေါ်စန်းစုကြည်ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့အားလုံးကြံပြိုးပေါ်လာတဲ့လွတ်မြောက်ဖို့အတွက်ကိုအရေးကြော်ကြော်ဒီဒီပါအားလုံးဒီလိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဒီဒီဆန္ဒပြခဲ့တာပြီးတော့တက်နိုင်တဲ့ရက်ဒီတက်နိုင်တဲ့အချိန်လေးမှာမိမိတက်အားသေးပါဝင်ဆောင်ရွက်ပေးကြတဲ့တောင်းဆိုပေးကြတဲ့ ဲပေါ်ကြီးအားလုံးသူပဲပြေသာဥညင်ပါတော့ကျွန်တော်ပြောကြလို့ပါလေကျွန်တော်တို့လူလူကောင်းကောင်းဇောင်းစမ်းသူကြီးမျိုးတော်ကောင်းကောင်းဇောင်းစမ်းသူဖြစ်တာဖြစ်ပါလေ NLD ရဲ့ခေါင်းဆောင်တအုပ်တဲ့မဟုတ်ပါဘူးကျွန်တော်တို့ခေါင်းဆောင်ဟာတိုင်းရင်းသားလူမျိုးစုနယ်တွေရောကျွန်တော်တို့ဗမာပြည်သူပြည်သားတွေအားလုံးကနေပြီးတော့အခက်နဲ့ထောက်ခံနဲ့ခေါင်းဆောင်ခေါင်းတအုပ်ဖြစ်ပါချိန်မှောက်မှာမမမမရပ်တည်ပြီးတော့ကြာလင်ကထုတ်ပြန်ထားတဲ့ကလေးမျိုးပြညာစရန်တိုင်း ကျွန်တော်ဒုတိယပင်လုံညီလာခံဆက်လက်ပေါ်ပေါက်လာဖို့ကိုဆက်လက်ဆောင်ရွက်ကြမှာကျွန်တော်လုံခြုံထားပါတယ်။အဲကြောင့်ဒီလိုဆောင်ရွက်မှုတွေဒေါ်ဆန်းသူကြီးရဲ့ဥဆောင်မှုတွေကိုလည်းဆက်လက်ပြီးတော့ကျွန်တော်တို့ဆက်လက်အပြည့်အဝထောက်ခံပြီးတော့မိမိတို့ဒီဂျပန်နိုင်ငံမှာရောက်ရှိတဲ့နေရာနေပြီးတော့လုပ်နိုင်တဲ့အလုပ်တွေဂျပန်အစိုးရကိုဆက်လက်ပြီးအားပေးဆောင်ရွက်ဖို့တိုက်တွန်းနေပဲအားလုံးကျေးဇူးကျေးဇူးတော်ပြောကြလိုပါတယ်။ဒါကတော့ဒေါ်ဆန်းသူကြီးကျေးဇူးများလာတဲ့ဒီကျွန်တော် လူရဲ့လည်းအင်းချင်းသားရဲ့တဲ့မင်းကိုယ်ပိုင်ပါကျောင်းသားကားသာဒီဝါရံတော်လာရင်တော့ဖခန္ဓာရဲ့ပုံကြီးတွေရဲ့တိုင်းနာကောင်းဆောင်နေကုတူပေါင်းတိုင်းနာကောင်းဆောင်နေအားလုံးပြန်လဲအများဆုံးပြန်လဲလွတ်မြောက်ဖို့အရေးကြီးပါတယ်ဒီတဲ့ကျွန်တော်တို့အားလုံးအတူတူကဆက်လက်ပြီးတော့ပူပေါင်းတိုက်ပွဲဝင်သွားကြပါစို့လို့ကြိုတင်နေအားလုံးအားလုံးမင်္ဂလာပါ င်္ဂလာပါဆိုတော့တကယ်ကိုမင်္ဂလာရှိပါတယ်ကျွန်တော်တို့ဒေါ်စန်းစုကြည်ဟိုမတရားချင်းချတာလေမတရားပန်းစီထိုင်ဖိတ်ဆောင်အခုကသူ့ချိန်တန်းလို့သုတ်ပြလိုက်တယ်သူ့ချိန်တန်းလို့သုတ်ပေးသည်ဖြစ်စေမပေးသည်ဖြစ်စေလုံးလုံးစေမှာကျွန်တော်တို့ရှင်ထဲမှာအယံဝမ်းတာတဲ့ဆန္ဒဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အမျိုးသားကောင်းဆောင်ဖြစ်တဲ့ဒေါ်စန်းစုကြည် ကျွန်တော်တို့တွေကကာကွယ်ရမယ်သူပြောတဲ့စကားတွေကိုလေးစားလိုက်နာပြီးသူညွှန်ကြားတဲ့အနေအတိုင်းသူလောက်ခိုင်းတဲ့လမ်းစဉ်အတိုင်းသူနဲ့အတူတကွကျွန်တော်တို့တွေကမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက်စူးစမ်းသွားကြမယ်လို့ကျွန်တော်တို့အားလုံးဆန္ဒပြုပါတယ်ကျေးဇူးတင်ပါတယ်အဓိကကငါရှေ့ရပုံကိုယ်တွေလည်းပြောသွားတဲ့အတိုင်းပေါ့လေအဲဒီကရန်ရည်ကြည့်တဲ့အချိန်ဖြစ်တဲ့အတွက်ကျွန်တော်နေပြောစရာတစ်ခုပဲရှိပါတယ် ကျွန်တော်တို့ရဲ့ယုံကြည်ချက်နဲ့ခိုင်ခိုင်မာမာနဲ့ကျွန်တော်တိုင်းပြည်ဟုတ်တယ်မှာကျွန်တော်ပြောခဲ့ပါတယ်ယုံကြည်ချက်ခိုင်မာဖို့ရည်ကြည်တယ်ဇွဲမလျှော့ဖို့ရည်ကြည်တယ်ဒီဇွဲနဲ့ဒီယုံကြည်ချက်နဲ့လို့ရင်ကျွန်တော်တိုင်းပြည်ကတစ်ချိန်မှာဒီမိုစီရကိုရမယ်နိုင်ငံတကာအလဲမှာတင့်တယ်တဲ့မြန်မာနိုင်ငံဆိုတာဖြစ်လာမယ်လို့ကျွန်တော်ကယုံကြည်တယ်ဒါကြောင့်ကျွန်တော်ခေါင်းဆောင်ဒေါက်ဆက်ကြီးလွမြောက်ပြီးတဲ့နောက်ကျွန်တော်တိုင်းသားတွေနဲ့ကျွန်တော်တိုင်းပြည်အမျိုးသားပြန်လည်တင်ပြရွတ်စကားပြေဆုံးစကားပြောဖို့ဟာကျွန်တော်ရဲ့ထိတ်တန့်ဦးစားပေးတာဝန်ဖြစ်တယ်ဒါကိုကျွန်တော်အားလုံးက တန်ရိုင်းတူသေးသေးချာချာကျွန်တော်တို့စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ထောက်ခံပြီးတော့အားပေးကြဖို့ရည်ကြီးတယ်အားလုံးကိုကျွန်တော်တို့5နှစ်ကျော်ပေါ့လေမိုးရမိုးမိုးထဲမှာလေထဲမှာနှင်းတော်ထဲမှာဒီအေးရကြတဲ့မှာဟုတ်လားကျွန်တော်တိုင်းပြည်အတွက်ပူပေါင်းပေးခဲ့ကြတဲ့ကျွန်တော်ရဲဘော်အားလုံးကိုကျွန်တော်အနေနဲ့လေးစားပါတယ်အဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟိုညီကဥက္ကရာအောင်ရောက်ပြီ ိုစီလောက်တာသိကြမပြောပါနဲ့မပြောပြောပြရရှိတယ်အခုတော့မရှိတော့ပါပွဲလုံးပါပဲဒါပေမဲ့အဲ့ဒီအတွက်ကျွန်တော်အားလုံးကိုကျေးဇူးတင်တယ်လို့ပြောလိုပါတယ်ကျွန်တော်တိုင်းပြည်အတွက်ခင်ဗျားတို့ရဲ့အင်အားအရန်အရေးကြီးပါတယ်ကျွန်တော်အားလုံးညီညီညွတ်စည်းလုံးနဲ့လုံဆောင်လုံဆောင်ပါကြဖို့ကျွန်တော်အနေနဲ့အားလုံးကိုမြစ်တာရက်ခံပါတယ်တိုက်တိုက်တိုက်တွန်းပါတယ်အားလုံးပူးပေါင်းပေးဖို့ကျွန်တော်အနေနဲ့ကြိုးစားပါတယ်ကျေးဇူးတင်ပါတယ်